ကမ္ဘောဒီးယားနဲ့နယ်နိမိတ်သဘောတူစာချုပ်ဖြတ်သိမ်းမလားဆက်လုပ်မလားဆိုတာလူမှုစန္ဒခံယူပွဲလုပ်ဖို့ထိုင်းကစီစဉ်နေပါလေ။အိန္ဒိယကမ္ဘောဒီးယားနဲ့ရေရှည်တင်းမှနေပြည်တော်အဖြစ်ရှင်းဖို့နယ်နိမိတ်ပိုင်းခြားသမဂ္ဂဆိုင်ရာသဘောတူစာချုပ်နှစ်ခုဖြတ်သိမ်းမလားဆိုတာလူမှုစန္ဒခံယူပွဲလုပ်ဖို့ဆိုရကလွတ်တော်မှာဆိုတင်သွားမယ်လို့ထိုင်းကြီးချုပ်ကပြောပါလေ။တကယ်တော့ထိုင်းနဲ့ကမ္ဘောဒီးယားဟာသူတို့ရဲ့80ကီလိုမီတာကုန်းမြေနယ်နိမိတ်တလျှောက်တမတ်ရသေးတဲ့နေရာတွေအတွက်ဆယ်စုနှစ်ပေါင်းများစွာငေးခုန်နေကြတာပါ ဒီနေ့ဇူလိုင်လမှာတော့တင်းမာမှုတွေပေါက်ကွဲပြီး9ရက်ကြာတိုက်ပွဲဖြစ်ခဲ့ပါတယ်အဲ့ဒီတိုက်ပွဲဟာစစ်သည်နှစ်တစ်ခုကျော်အတွင်းနှစ်နိုင်ငံကြားဆိုးဝါးဆုံးဖြစ်ပြီးလူ48ဦးထက်မနည်းသေဆုံးခဲ့တယ်လို့နှစ်ဖက်လုံးကသိမ်းချတဲ့ပြည်သူတွေဟာယာယီအိုးအိမ်တွေစုခွာထွက်ပြေးရပါတယ်နှစ်ပေါင်းများစွာကအဲ့ဒီနှစ်နိုင်ငံဟာ2000ပြည့်နှစ်ကလက်မှတ်ထိုးခဲ့တဲ့သဘောတူစာချုပ်ကိုအားပြုခဲ့ရပါတယ်အဲ့ဒီစာချုပ်ထဲမှာကုန်းကြီးနဲ့နမိတ်ပူပေါင်းတိုင်းတာပုံနဲ့ပိုင်းခြားတမတ်မှုမူပေါင်းပေးထားတာဖြစ်ပါတယ် နောက်ထပ်2000ခုနှစ်မှာလက်မှတ်ထိုးခဲ့တဲ့သဘောတူညီချက်ကတော့နှစ်နိုင်ငံလုံးကပိုင်ဆိုင်ကြောင်းပြောနေတဲ့ရေပြင်နယ်မြေတွေမှာပူးပေါင်းဆောင်ရွက်မှုနဲ့ပယံစာရတွေခွဲဝေသုံးစွဲနိုင်မှုမူပေါင်းပေးထားတာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီသဘောတူညီချက်တစ်ခုလုံးဟာပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းထိုင်းပြည်သူတွေရဲ့ဝေဖန်မှုခံခဲ့ရပါတယ်။အမှုသမီးပြီးခဲ့တဲ့ဇူလိုင်28ရက်နေ့ကမလေးရှားရဲ့ဂျောင်းဝင်စစ်စစ်မှုနဲ့အပြစ်ခတ်ရဲဆဲခဲ့တဲ့နောက်ဆုံးတိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာပါ အနေချုပ်ပြောရင်ကမ္ဘောဒီးယားနဲ့နယ်မြေပိုင်းခြားမှုပြေလည်အောင်လို့သဘောတူညီချက်ဟောင်းတစ်ခုကိုဖျက်သိမ်းမလားဆိုတာလူလူဆန္ဒခံယူပွဲလို့စီစဉ်နေတယ်လို့အနုတင်အစိုးရကထိုင်းပြည်သူတွေကိုကန့်လှန့်လာတာဖြစ်ပါတယ်။မြန်မာထိုင်းနိုင်ငံမှာအပြစ်ခတ်နေရမကြခင်မှာပြန်ဆဖို့အလားအလာဖြစ်နေပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းကမ္ဘောဒီးယားဘက်ကထိုင်းဘက်ကိုစားပစ်တယ်ဆိုပြီးထိုင်းစစ်တပ်ကဆွဆွဲပါတယ်။ဒါကကမ္ဘောဒီးယားဘက်ကညင်းပါတယ် ထိုင်းစစ်တပ်ကိုလက်တလောနေထားမှာတော့အမြင့်ဆုံးတက်လန်ထားတယ်လို့ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဝန်ထမ်းကဆိုပါတယ်ကမ္ဘောဒီးယားတပ်တွေရဲ့အခြေအနေကိုကြည့်ရပါမယ်သူတို့ဘယ်လိုတုံ့ပြန်မလဲဟူတည်ပါတယ်သူတို့တုံ့ပြန်ချက်ပုံမူတည်ပြီးကျွန်တော်တို့ကတော့လုပ်သွားမှာပါထိုင်းကြည့်နေမှာမဟုတ်ပါဘူးဒါမှမဟုတ်ကျွန်တော်တို့ဘက်ကဘယ်တော့မှလှောက်ရှားမှာမဟုတ်ဘူးလို့ဗိုလ်ချုပ်ဝန်ထမ်းကပြောသွားပါတယ်